Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုမေလ10ရက်နေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်ချိန်ခါတွေကိုကျွန်မ Entry Moon နဲ့မတ်ရွှေရုံပြည်တို့မှာတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်2025မေလ10ရက်စနေနေ့စနေနေ့တသမိမြတ်အတွက်ပုံမူပြီးထရောက်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါးနေ့မိမိတို့ရဲ့လုံခြုံရေးကိစ္စများဆောင်ရွက်နိုင်ရန်နှစ်ခတ်ချိန်ကကောင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင် နေ့လယ်2နာရီ45မိနစ်မှနေ့လယ်3နာရီ5မိနစ်အတွင်းမှာတော့ဖုံးကန့်ကြီးမြင့်မဲ့ဓာတ်နက်ခက်ကိန်းကြောက်တဲ့ကြီးမဲ့ဖြစ်ပါရရှင်ညနေ9နာရီ33မိနစ်မှညနေ9နာရီ53မိနစ်အတွင်းမှာတော့စံတအောင်မြင်ပြီးမြစ်ထိုင်ကန်ကောင်းမှုမဲ့ဆုံးနက်ခက်ကိန်းကြောက်တဲ့ကြီးမဲ့ဖြစ်ပါရရှင် နနက်2နာရီ35မိနစ်မှနနက်2နာရီ55မိနစ်အတွင်းမှာတော့မြေတီအလုပ်ကိစ္စမဆိုးလို့ဆောင်မကအထုတရရှိအောင်မြင်မဲ့အတီပလီနက်ခက်ဂိမ်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင် နနက်2နာရီ46မိနစ်မှနနက်3နာရီ6မိနစ်အတွင်းမှာတော့ယာရုဝဇာအနာကြီးမြင့်မဲ့ထီးပြူနက်ခတ်ကိန်းအကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်09:29မိနစ်မှနနက်09:49မိနစ်အတွင်းမှာတော့အင်ချမ်းမြေအယောင်းဝယ်ကိစ္စရပ်များအကျိုးပြုမယ်ဆင်ဖြူနက်ကတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ည09:38မိနစ်မှည09:58မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကန်ကောင်းမွန်စေမဲ့ရန်နာနက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်10:59မိနစ်မှာ နေ့လယ်17:19မိနစ်အတွင်းမှာတော့တာသမီရနာထုံကားရရှိစေမယ်။တန်ဒီနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယခန်းခန္ဓာအနေဖြင့်စနေသားသမီးများအပေါ်ပုံမူပြီးထိရောက်နိုင်တဲ့ဆိုရဲနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်3:54မိနစ်မှညနေ4:14မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကြောက်ရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:46မိနစ်မှည9:06မိနစ်အတွင်းမှာတော့အမှုခင်းပြတ်တန်းနာစိတ်ပူပန်သောကတွေကိုဖြစ်စေနိုင်တဲ့သောကနက်ခတ်ကိန်းကြောက်ရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည7:45မိနစ်မှည9:05မိနစ်အတွင်းမှဆိုရင်ဖြင့်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကင်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်4:00မိနစ်မှနနက်4:22မိနစ်အတွင်းမှဆိုရင်ဖြင့်မိတ်ဆွေတင်ကာဟာရီဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နေ့လယ်တနာရီ၈မိနစ်မှနေ့လယ်တနာရီ28မိနစ်အထိမှဆိုရင် ဖြင့်အလုတ်စည်းဘွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကိန်းကြောက်ရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချင်းခါရီရဆိုရင် ဖြင့်စနေသားသမီးများအပေါ်ထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချင်းခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနှက်ခတ်ချင်းခါရီကို သမီးတို့ရဲ့ဆရာဆရာဦးဇေယျကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်ချင်းကိုအပြည့်ပေးကြတဲ့ဒီကနေ့